အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ။အစောဆုံးကံတဲ့ပွဲမှာတော့ Tottenham Hotspur ကဒါအဝေးကွင်းမှာ Leeds ကို2-0 တကိုးနဲ့နိုင်တယ်လီစကချန်ပီယံရှစ်ကနေတက်လာတဲ့အချိန်လက်ရှိအချိန်ဒီအင်ကွေ23ပွဲဆက်ရှုံးပွဲမရှိကစားထားတယ်တကယ်တမ်းကျတော့လေလီစကစားဖို့တော်တော်လေးကိုကောင်းတယ်ဗျာဒီနေ့ victory ရော victory ကိုမကယ်နိုင်စပါ့စ်မတ်တော်တော်လေး struggle ဖြစ်မယ်စပါ့သွင်းသွားတဲ့လုံးနေရာတော့တကယ် quality ကိုပဲသူတို့နည်းနည်းကန်ဆိုလီစနည်းနည်းကန်ဆိုသွားတယ်နှလုံးလုံးက pascal scout ရဲ့ ဒီ score ရဲ့ deflect တွေကြောင့်သူလုံးဝမတက်နိုင်နိုင်ဘူးကိုသူမဒါပေမဲ့ဒုတိယလုံးကတော့ကိုသူမ deflect ဖြစ်တည်တိုင်အောင်ကိုသူမ judges မှားတာပေါ့လေသူဆုံးဖြတ်ချက်မှားပြီးတော့ဟိုဘက်ကိုပြစ်လိုက်တဲ့အချိန်မှာ kudu scan သွားတယ် total ကအခုအရန် rotate လုပ်တယ်เนาะကျွန်တော်နီးပြအောင်ကြည့်လို့ရှိရင်သူ့ရဲ့အဓိက main partnership ဖြစ်တဲ့ Romero နဲ့ Van de Ven ကလွဲချင်းကျွန်တော်ဒီတော်တော်များများပေါ့လေအခုအတွဲမိနေတဲ့ Joao Plenya နဲ့ Van Tan ကိုဆက်တွဲတယ်ပြီးတော့မှ တိုက်စစ်ကတော့ခုမတ်တီတဲလ်ရဲ့ကူဒုစ်နဲ့ဟိုဘက်ကတော့အူဒဘဲကိုထားပြီးတော့ခန်းစစ်မှာအူဒိုဂီနဲ့ဖိုရိုပြန်တွဲတယ်ဆိုတော့ဒီနေရာမှာကျွန်တော်အိုက်ဖူပတ်ဒီတစ်ခါလေးပြောင်းတယ်တစ်ခါရရင်ဝင်းဂါစီကိုစပယ်စ်ကရူတိတ်လုပ်တယ်ဒါအခုနီးပြကပွဲပန်းမှုတံပေါ်လေဟိုတနေ့ကချန်ပီယံလိကစားတဲ့ကစားမတော်တော်များများကိုသူတို့ပြန်အောက်လိုက်တယ်ဒါအကြီးကြပ်ပြစ်စပယ်စ်ကရူတေးရှင်းတော်တော်လေးသွားတယ်လီးကကာဗန်လူဝင်ဒီနေ့အပိုင်နေရတဲ့ချန်စီမတုံးချလို့ဒိုမနစ်ကာဗန်လူဝင်ဒီနေ့၃လုံးလောက်ရတယ်အ ရသမျှအလုံးတွေမှာဂိုးသမားဆေးသွားတာအပိုင်ကံဝင်အပိုထောင်သွားတာဒိုမနစ်ကာဗန်လူဝင်ရတဲ့ chance တွေဟာတခြား clinic ဖြစ်တဲ့တိုက်စစ်မှုစပါတွေခက်ခဲနိုင်တယ်။ဘာကြောင့်လဲဆိုတော့ Spurs ကလုံလောက်တဲ့ chance ကို league ကိုပေးတာဒီနေ့သူတို့ကိုယ်တိုင်လည်း chance အများကြီးပြင်ပြင်ပေးပြီးတော့ game ကပြောင်းလဲဆို open ဖြစ်တယ်။ဒါမဲ့ထုံးစံနိုင်မို့လေ Tottenham ကသူတို့အရင်တည်းကလည်းသူတို့ကစားကွက်အိုက်တိုင်းပဲ။သူတိုက်ကိုတိုက်သူတိုက်ကိုတိုက်ပဲ။ဒါပေမဲ့ ဂိမ်းကိုသူတို့အရင် control မလုပ်နိုင်ဘူးဘာလို့ ancient နဲ့သူတို့ကြားမှာအပြန်လာမဲ့တကယ်ဆိုရင် space ကရှက်ရှက်ပပရတာ chance ကအများကြီးမရဘူး space ကရှုပေါင်း goal ပေါက်ကန်သွင်းမှု၃ချိန်လာရအဲ့၃ချိန်သူ goal ရတာနှစ် goal တကယ်တော့ကြတော့ league ကပိုကောင်းတဲ့ chance တွေပိုရနိုင်တဲ့ခွေရေးတွေကိုသူတို့ဖန်တီးခဲ့တာဒါပေမဲ့လည်း Tottenham Hotspur ခံစစ်တော်လေးငြိမ်နေနောက်ပိုင်းမှာ Leeds United အသင်းရဲ့ attacking ကိုသူတို့တော်တော်လေး handle လုပ်နိုင်တယ်ဒါ Spurs ကပွဲအစပိုင်းတွေက တောက်လျှောက်တိုက်စစ်စင်ကစားရင်းနဲ့ဒါဒီ23မိနစ်မှာမက်တီဒက်စ်တွင်းသွားတယ်။မွန်မက်ကူဒူစ်ပေးလိုက်တဲ့ cross ကိုသူကန်သွင်းပြီးတော့ဂိုးသွားတယ်။ချက်ချင်းပဲအမစပက်စ်က2-0နဲ့ဖြစ်မယ်အလုံးတွေကိုသူဖြုံးတီးနေမှာဟိုဘက်ကဒါအိုကာဖာဆိုတဲ့ကစားမ AC Milan ကပြောင်းလိုက်ကစားမ Adria ထဲမှာကျွန်တော်ထင်တော့ Aaron Ronaldo အာဝန်ဆန်ကန်လိုက်တာထင်တယ်ဂိုးမပုတ်လိုက်လို့ပြန်ထွက်လာတဲ့လုံးမှာအသာလေးအနောက်ကပိတ်ပြီးတော့ 1-1ဖြစ်တယ်အဲ့ပထမပိုင်းမှာ2-1ဖြစ်နိုင်တဲ့ Leeds က chance အများကြီးရတာ Spurs ကအခိုင်းအငင်းလုံးဖြစ်နေတာ high ngin လုံးဖြစ်နေတယ်ဒါပေမဲ့ Spurs ကဘယ်လိုဖြစ်လဲဆိုတော့ဒီဘယ်လိုပြောမလဲ Leeds ရဲ့အမားကပဲဒုတိယပိုင်းမှာဥဆောင်ကိုသွင်းတော့အဲ့ဒါကနောက်ခံလူတစ်ယောက်က slip ဖြစ်တယ်အဲ့ဒါကကူရူးလွတ်ထွက်သွားတယ်အဲ့ဒါကိုမှလှမ်းပြီးတော့တောက်နေကိုဖြတ်ကန်လိုက်တယ်ကန်တော့တော်ကောင်းတယ်ဗျာဘာမှလှုပ်လို့တော့မပြမိုမက်ကူရူးကိုကျွန်တော်တော်တော်လေးသဘောကျဒီနေ့သဘောကျရတယ်မှာကူရူးတော်တော်လေးကြိုက်တယ် ်မတ်တီတဲ့တော်တော်လေးကြိုက်တယ်။အိုတဘဲတော့ကျွန်တော်တိတ်မကြိုက်ဘူး။မိဘအိုတဘဲကိုကြိုက်တယ်ပဲ။အခုနောက်ပိုင်းတောင်းလျှောက်တော့သူဘာကြောင့် Brandon Johnson ကိုတိတ်မတုံးလဲမသိဘူး။ Johnson ကိုနည်းနည်းလေးပြန်အောက်ထားတယ်။ဒါကြတော့ Johnson ကပို့ပြီးဒါတိုက်ပို့ကြတယ်။ဒါပေမဲ့အဲ့ Johnson ရဲ့ပြဿနာကသူကခူးတူးစရဲ့ right back ချမ်းမှာထားတာဖြစ်တဲ့ကြောင့်သူ့အတွက်နည်းနည်းလေးနေရာပြောင်းနေတယ်။ကျွန်တော်တို့အခုချိန်ဒီဒါဟိုဆလန်ကီကတော့ခွဲစိတ်ထားတယ်။ကိုလိုမိုကကိုလိုမိုဝါနီကအခုချိန်ဒီ injury ဖြစ်နေတယ်။ဘာဖြစ်ဖြစ်ဒုတိယပိုင်းမှာ Richarlison ကိုဝင်လာတယ်။အပြောင်းလဲရရှိတယ်။ဒါပေမဲ့ အင်ရှင်လီးစ်ကပွပီကန်ဒီတကက်ပရက်ရှာတွေမှာစပါးနည်းနည်းလေးလူလေခံခဲ့ပေမဲ့ကိုသမားဗစ်ကရီကိုလက်စွမ်းပြခဲ့တယ်အဲ့ဗစ်ကရီရဲ့စွမ်းဆောင်မှုကပဲစပါးအဝေးကွမှာနိုင်ပွဲရတယ်ဆိုတော့ပုံမှန်အဖြစ်လီးစ်ဆိုရင်အမြဲတမ်းခက်ခဲတဲ့ tournament တွေကတကယ်ကိုအဖို့တန်အဝေးကွင်းဘာလို့ဆိုသူတို့လည်းဒါအခုနောက်ဆုံးပွဲပေါ့လေဘူဒိုကရင်ကိုလည်းအဝေးကွင်းမှာသူတို့တည်ကြတယ်ပြီးတော့ဒီတစ်ဖက်က Brighton ကိုတည်ကြထားတယ်နောက်ပြီးတော့ Wolves ကိုအင်္ဂလိပ်မှာတည်ကြဆိုနောက်ဆုံး Premier League နှစ်ပွဲဆက်သူတို့တည်ကြမှုကိုအဆုံးသတ်ပြီးတော့ အဝေးကွန်းမှာနိုင်ပွဲဆိုတော့ဒီအာဒီဒုတိယမြောက်ပရီးမီးယားလိတတိယမြောက်အဝေးကွန်းနိုင်ပွဲသူတို့ဝက်ဆန်ကိုနိုင်တယ်နောက်မန်ချက်စတာစီးတီးကိုနိုင်တယ်အခုဒီနေ့ပွဲမှာနိုင်တယ်အဝေးကွန်း၃ပွဲမြောက်နိုင်ပွဲနဲ့တူထော့တနန်ကလီးစ်ယူနိုက်တက်ရဲ့ကွန်းမှာအနိုင်ရပြီးတော့သူတို့လဲယုံကြည်မှုကိုဆက်ပြီးတည်ဆောက်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်